မင်္ဂလာညချမ်းပါမလ31ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုစတင်ပြီးထားရထုံးနဲ့တင်ဆက်ပေးပါမယ်။ဒီနေ့ညပိုင်းသတင်းတွေမှာတော့အာဆီယံနိုင်ငံသားကြီးဝင်ကြီးများအထူးရေးပေါ်အစည်းအဝေးကိုမြန်မာနိုင်ငံသားကြီးဝင်ကြီးတက်ရောက်ပြီးငလင်ပင်အတွက်ကူညီမှုတွေပေးဖို့မြစ်တာရက်ခံခဲ့တဲ့သတင်း။စကိုင်းတောင်ရိုးမှာရှိတဲ့ဇီနောတရစာတင်တိုက်အဆောက်အုံတွေပြိုကျမှုမှာပိတ်မိနေသူတွေကိုရှောက်ဖွေကယ်ဆယ်ရေးလှုံ့ဆော်နေတဲ့သတင်း။ အင်အားပြင်းငလင်ကြောင့်နေပြည်တော်ပြင်မနာမြို့နယ်မှာရှိတဲ့ငွေလမင်းဖုန်းဆိုင်ပြူကြရာကနေလာသားအရွယ်အမွှာကလေး2ဦးအပါအဝင်စိုက်ပိုင်ရှင်မိသားစုဝင်၄ဦးနဲ့ဝန်ထမ်း2ဦးသေဆုံးခဲ့တဲ့တဲ့။ Sky Villa ကွန်ဒိုမှာနိုင်60ကျော်ပိတ်မိနေတဲ့9နှစ်သားကလေးကိုရင်ဆောင်အမျိုးသမီးအပါအဝင်3ဦးကိုကယ်တင်နိုင်ခဲ့တဲ့တဲ့နဲ့။အင်အားလုံးကြီးမားတဲ့ငလင်လှုပ်ခတ်မှုအပြီးနောက်ဆက်တွဲငလင်35ကြိမ်လှုပ်ခတ်ခဲ့တဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါပါ။ ဦးဆောင်သတင်းတပုတ်အနေနဲ့အာဆီယံနိုင်ငံသားကြီးဝင်ကြီးများအထူးအရေးပေါ်အစည်းအဝေးကိုမြန်မာနိုင်ငံသားကြီးဝင်ကြီးတက်ရောက်ပြီးငလင်ဘေးအတွက်ကူညီမှုတွေပေးဖို့မြစ်တာရက်ခံခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံနိုင်ငံသားကြီးဝင်ကြီးများအရေးပေါ်အထူးအစည်းအဝေးကိုဒုတိယဝင်ကြီးချုပ်နဲ့နိုင်ငံသားကြီးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးတန်းစွေတက်ရောက်ပြီးအာဆီယံနိုင်ငံတွေကငလင်ဘေးအတွက်ကူညီမှုတွေပေးဖို့မြစ်တာရက်ခံခဲ့တယ်လို့နိုင်ငံသားကြီးဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ မလ28ရက်မှာမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလင်းကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပွားခဲ့မှုနဲ့ပတ်သက်ပြီးမလ30ရက်မှာဗီဒီယိုကွန်ဖရင့်အနေနဲ့ကျင်းပခဲ့တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအထူးအရေးပေါ်အစည်းအဝေးကိုမြန်မာနိုင်ငံကဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းစွေ ပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါဗျ။ဒီအစည်းအဝေးဟာမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှပြင်းထန်တဲ့ငလင်ဖြစ်ပွားပြီးတဲ့နောက်မှာငလင်ဘေးတင်ရာဒေသတွေမှာလူသားချင်းစာနာမှုအခွင့်အရေးတွေပေးအပ်ရေးကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်လိုအပ်တဲ့ပေါင်းစပ်ညီနိုင်မှုတွေပြုလုပ်နိုင်ဖို့ကျင်းပတာဖြစ်တယ်လို့သိရပါဗျ။အစည်းအဝေးမှာဒုတိယဝန်ကြီးချုပ်နဲ့ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံမှာတဘာဝဘေးအန္တရာယ်တက်ရောက်မှုတွေကနေကုညီကယ်ဆယ်ရေးအတွက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသူအလုံးကိုကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံမှာအင်အားပြင်းကလေးဖြစ်ပွားခဲ့တဲ့မလ28ရက်မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတဘာဝဘီအန်ဒီရဲ့ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရအရေးပေါ်အခြေအနေကိုထုတ်ပြန်ကြေညာခဲ့ပြီးတာနဲ့တပြိုင်တည်းထဲကလေးကျောင်းထိခိုက်ခံစားခဲ့ရသူတွေအတွက်ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကျိုးပန်းဆောင်ရွက်မှုတွေကိုရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါဗျ။ဒါ့အပြင်ပြည်အမြင့်ကလေးနဲ့ဆက်ဆက်တဲ့ငလင်းငယ်18ကျင်းကျော်ကိုလည်းကြုံတွေ့လျက်ရှိတာကြောင့် လက်တလုံးမှာပျောက်ဆုံးနေသူတွေကိုရှာဖွေကယ်ဆယ်ရေးနဲ့ယာယီနေထိုင်နိုင်မှုကျန်းမာရေးစောင့်ရှောက်မှုတွေအတွက်အကူအညီအထူးကလိုအပ်နေကြောင်းပြောကြပြည့်စည်မှုမရှိတဲ့အဆောက်အုံတွေကို NGO ကင်းစွာတုံ့ဆွဲနိုင်မှုကိုစမ်းစစ်တာပြင်ဆင်ဆောက်လုပ်တာတွေကိုဆောင်ရွက်မှာဖြစ်တာကြောင့်ဝိုင်းဝန်းပူးပေါင်းကူညီပေးဖို့မြစ်တာရက်ခံခဲ့တယ်လို့သိရပါဗျာ။အာဆီယံနိုင်ငံတွေကမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာကြုံတွေ့ခဲ့ရတဲ့ငလင်ဘေးသင့်ပြည်သူတွေအပေါ်များစွာအစာနာစိတ်မကောင်းဖြစ်ရကြောင်းနဲ့အရေးပေါ်အခြေအနေကြုံတွေ့နေရတဲ့အချိန်မှာ အာဆီယံအနေနဲ့စည်းလုံးညီညွတ်မှုမြင့်တင်ကြဖို့နဲ့လူသားချင်းစာနာမှုအကူအညီတွေပံ့ပိုးမှုတွေနဲ့ကယ်ဆယ်ရေးနဲ့ပြည်လဲထရိုင်းလုပ်ငန်းတွေကိုပေါင်းစပ်ညီနိုင်ဆောင်ရွက်သွားဖို့အသိရှိကြောင်းပြောကြားခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဆလဘီတင်ဆက်ပေးမှာကတော့စကိုင်းတောင်ရိုးမှာရှိတဲ့ဇီနောဒရစာတင်တိုက်အဆောက်အုံတွေပြိုကျမှုမှာပိတ်မိနေသူတွေကိုရှောက်ဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ စကိုင်းတောင်ရိုးမှာရှိတဲ့ဇင်နောဒရစာတင်တိုင်းအဆောက်အုံတွေပြိုကျမှုမှာပိတ်မိနေသူတွေကိုရှာဖွေကယ်ဆယ်ရေးလှုံ့ဆော်နေတယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ငလင်တန်ကျောက်စကိုင်းတောင်ရိုးမှာထင်ရှားတဲ့စာတင်တိုင်းတွေအနက်တစ်ခုဖြစ်တဲ့ဇင်နောဒရစာတင်တိုင်းမှာအဆောက်အုံတွေထိခိုက်ပြိုကျမှုတွေရှိခဲ့ပြီးတံငါတွေထိခိုက်ပြန်လည်နှုံမှုတွေရှိနေတယ်လို့သိရပါတယ်။ ဇီနောတရစာတင်တိုက်မှာအဆောက်အအုံပြိုကျထားတဲ့အောက်မှာပြိမိနေသူတွေလည်းရှိတယ်လို့အစိုးရစာတင်တိုက်အနည်းမှာရှိတဲ့သီလရှင်ကျောင်းတစ်ခုကသီလရှင်ဆရာကြီးတစ်ပါးကမိန့်ပါတယ်။ဆရာလေးတို့သီလရှင်ကျောင်းကတော့တဘာမှထိခိုက်မှုမရှိဘူးလောလောဆယ်ပြေးလို့ရနေရာကိုရွှေ့နေပါတယ်။ ဆရာလေးတို့အကြောင်းဒီကဇီနောဒရစတင်တိုင်းမှာအဆောက်အုံပြူတာတွေရှိတယ်။ကိုရင်လည်းဘေးလို့ရပြေးလာရတော့အချင်းနဲ့အသေးစိတ်မသိရဘူး။သူတို့ဘက်ကအဆောက်အုံပြူတာဖုံလုံးကြီးတက်လာတာပဲတွေ့လိုက်တယ်။အခုလောလောဆယ်ဆက်လက်ပြင်ကွန်ကရစ်အခင်းကြီးတွေကဘာမှမဖယ်ရှားရသေးတော့အောက်မှာပြီးနေတာရှိနိုင်တယ်လို့အထက်ပါတင်လာရှင်ဆရာကြီးကမိန့်ပါတယ်။ဆက်လက်ပြီးအင်အားပြင်းငလင်ကြောင့်နေပြည်တော်ပြည်မနာမြို့နယ်မှာရှိတဲ့ငွေလမင်းဖုံးဆိုင်ပြိုကျရာလာသားအရွယ်အမွာကလေးနှစ်ဦးအပါအဝင် စိုက်ပိုင်ရှင်မိသားစုဝင်၄ဦးနဲ့ဝန်ထမ်း၂ဦးသေဆုံးခဲ့ရတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။အင်အားပြင်းကလင်းကြောင့်နေပြည်တော်ပြည်မနာမြို့မှာရှိတဲ့ဝေလာမင်း ဖုံးဆိုင်ပြိုကျရာလာသားအွေအမွာကလေးငယ်နှစ်ဦးအပါဝင်စိုင်းပိုင်ရှင်မိသားစုဝင်၄ဦးနဲ့ဝန်ထမ်း၂ဦးသေဆုံးခဲ့တယ်လို့ငွေလာမင်းဖုံးဆိုင်နဲ့နှိစက်သူတဦးရဲ့ပြောကြားချက်အရသိရပါဗျ။ကျွန်တော်ရဲ့မိတ်ဆွေက 28ရက်ကငလင်းလှုပ်ခတ်ပြီး29ရက်နေ့လယ်လောက်မှာဓာတ်ပေါ်ရီတွေကိုထုတ်ယူနိုင်ခဲ့ပါတယ်။ထုတ်ယူပြီးသေစင်းတခါရဲယူပြီးကြိုလိုက်ပါတယ်။တေနာကလာသားရွယ်ကလေး2ယောက်ရဲ့ဆန်ရှင်လင်မယား2ယောက်ရဲ့ဝန်ထမ်း2ယောက်ရဲ့ပါ။တားကြီးလေးကတော့ KG တက်နေတဲ့အချိန်မို့လို့လွတ်သွားတယ်။သူတို့ဆိုင်မဲ့ပြိုရဲဆိုမသေးလောက်ဖို့ဘေးကလက်ဖေးရည်ဆိုင်ကသူတို့ဆိုင်ပေါ်ကိုရိုင်းပြီးပြိုကြတော့ကြောက်ပြားတွေကားထားတာဆိုတော့လူထိသွားတာပါလို့၎င်းကပြောပါတယ်။ ငလင်းလှုပ်တဲ့အချိန်မှာဖုန်းဆိုင်အတွင်းကတ်စတမာတယောက်လည်းရှိပြီးအဆိုပါကတ်စတမာရဲ့တရင်ကိုတော့မကြားရသေးကြောင်းဘေးလဖြစ်ဆိုင်မှာလည်းသေဆုံးသူတွေရှိကြောင်း၎င်းကဆက်လက်ပြောပါရယ်အဆိုပါငွေလမင်းဖုန်းဆိုင်နဲ့နှိစက်သူဟာသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာလည်းအကောင်းဆုံးမိတ်ဆွေအရင်နည်းဆုံးတငယ်ချင်းမိသားစုရဲ့နာရေးကိုဖြစ်တယ်လို့တကြိုလိုက်ရတဲ့အတွက်ညှိုးငယ်စွာနဲ့ ကိုထိုးရဲ့မိတ်ဆွေတငယ်ချင်းတွေကိုအသိပေးအပ်ပါတယ်မိသားစု၅ယောက်မှာအကြီးကလေးပဲ KG ចောင်းသွားနေလို့အသက်ရှင်ကြံရစ်ပါတယ်လူဘဝကြီးတဲ့ကို၃လလောက်ပဲရောက်တာရှိသေးတဲ့အမွာလေး၂ယောက်ရဲ့ကိုထိုးရောသူ့မိမရောဆုံးပါသွားပါပြီကိုထုံးဆိုတာအင်မတန်ယဉ်ကျေးပြီးစိတ်တော်ရာပြေဝရတဲ့သူတယောက်ပါပေါင်းသိဆက်ဆက်ရေးမှာလည်းအရန်အနစ်နာခံပါတယ်ကိုထုံးဆိုတဲ့လူကသိရိုးတဲ့သူသူ့အဖိဓမ္မအလိန်ညာတွေမှုသားတွေဆိုတာလုံးဝမရှိတဲ့သူကြံရင်ခဲ့တဲ့သားကြီးကိုသူသိချက်တာချစ်လို့တော့မဝသေးဘူးခွဲခွာထွက်သွားခဲ့ရပြီ ကိုထုံးတို့မိသားစုတွေဝန်ထမ်းတွေရောငြိမ်းချမ်းစွာအနားယူပါတန်တရာခရီးဆက်လက်ထွက်ခွာသွားကြပြီးအောင်တော့လို့ရေးတင်ထားပါတယ်အစိုးရငွေလာမင်းဖုန်းဆိုင်မိသားစုငလင်တန်အတွင်းတည်ဆုံခဲ့မှုအပေါ်ဖုန်းဆိုင်ပိုင်ရှင်နဲ့ယင်းဤသူတွေကလည်း၎င်းတို့ရဲ့လူမှုကွန်ရက်ဆာမျက်နှာတွေမှာဝန်းနေကြောင်းအများအပြားရေးသားထားတာကိုတွေ့ရပါတယ်ဆက်လက်ပြီး Sky Villa ကွန်ဒိုမှာနိုင်60ကျော်ပိတ်မိနေတဲ့၅နှစ်သားကလေးကိုရီဆောင်အမျိုးသမီးအပါအဝင်၃ဦးကိုကယ်တင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းဗီလာကွန်ဒိုမှာနိုင်ရီ60ကျော်ပိတ်မိနေခဲ့တဲ့၅နှစ်သားကလေးကိုဝင်ဆောင်အမျိုးသမီးအပါအဝင်၃ကိုကယ်တင်နိုင်ခဲ့တယ်လို့တရုတ်တန်ယုံကသတင်းထုတ်ပြန်ပါတယ်။မလ31ရက်ဒေတာစံတော်ချိန်မနက်9:38မိနစ်နဲ့6:30မိနစ်တို့မှာညလုံးပေါင်းအင်တိုက်အားတိုက်ဆက်လက်ကယ်ဆယ်ခဲ့ရာတရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့တရုတ် Run Union Rescue ကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်းပြီးမန္တလေးမြို့မှာရှိတဲ့ Sky Villa Condo မှာ နိုင်60ကြော်ကြာမြုပ်နေတဲ့အသက်9နှစ်အရွယ်ကလေးတအိုးကိုဝင်ဆောင်အမျိုးသမီးတအိုးနဲ့အသက်29နှစ်အရွယ်အမျိုးသမီးတအိုးတို့ကိုကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါဗျ။ကယ်ထုတ်ချိန်မှာကလေးရဲ့အသက်ရှင်လက္ခဏာတွေကောင်းမွန်ခဲ့ပြီးနှစ်ဦးစလုံးကိုဆေးရုံကိုပို့ဆောင်ကူသပေးခဲ့ပါဗျ။ဒါ့ပြင်မလ30ရက်နေ့မနက်အစောပိုင်းမိနစ်40ခန့်အချိန်မှာ မန်လေးမြို့ Grey Wall Hotel မှာပိတ်မိနေတဲ့အမျိုးသမီးတအုပ်ကိုလည်းတရုတ်ကယ်ဆယ်ရေးအဖွဲ့ကကယ်တင်ခဲ့တယ်လို့သိရပါဗျ။မလ30ရက်ညပိုင်းမှာမန္တလေးမြို့ကအသက်ရှင်ကျန်ရည်သူစုစုပေါင်း၄ဦးကိုတရုတ်ကယ်ဆယ်ရေးအဖွဲ့ကကယ်တင်နိုင်ခဲ့တယ်လို့တရုတ်တန်ယုံကထုတ်ပြန်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အင်အားအလွန်ကြီးမားတဲ့ငလင်လှုပ်ခတ်မှုအပြီးနောက်ဆက်တွဲငလင်35ကြိမ်လှုပ်ခတ်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။နှစ်ပေါင်း100ကျော်အတွင်းအင်အားအလွန်ကြီးမားတဲ့ငလင်လှုပ်ခတ်မှုအပြီးမှာနောက်ဆက်တွဲငလင် 35ကြိမ်လှုပ်ခတ်ခဲ့တယ်လို့မိုးစလကထုတ်ပြန်ပါတယ်။မလ28ရက်မိုးလွဲ12နာရီခန့်က Richter scale 9.8အဆင့်ရှိတဲ့အင်အားအလွန်ကြီးမားတဲ့ငလျင်လှုပ်ခတ်မှုအပြီးမှာနောက်ဆက်တွဲငလျင်တွေစက်တိုက်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီအရေအတွက်ဟာမလ31ရက်ဒီကနေ့မနက်9:55မိနစ်အထိရရှိထားတဲ့အရေအတွက်ဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာငလင်းနှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီးဝက်လက်မြို့နဲ့တာဂရမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အင်အားဖြင့်ငလင်းတွေလှုပ်ခတ်မှုအပြီးမှာနောက်ဆက်တွဲငလင်းတွေထပ်မံလှုပ်ခတ်နိုင်ခြင်းရှိတာကြောင့်တရီထားနေထိုင်ကြဖို့မိုးစလကတရီပေးထားပါတယ်။ကယ်ဆယ်ရေးလုပ်နေတော့ငလင်းလှုပ်လာလို့လုံးလက်ဆရက်ပြီးခဏနေလိုက်ရတယ်။တော်သေးတာကအရင်မပြေလို့ ကယ်ဆယ်ရေးလုပ်ရင်းနောက်ဆက်တွဲငလင်ကိုလည်းစောင့်ကြည့်နေရတယ်လို့ရန်ကုန်မြို့ကနေမန္တလေးမြို့ကိုသွားရောက်ကူညီနေတဲ့ပရာဟိတအသင်းတခုကတာဝန်ရှိသူတဦးကပြောပါရယ်။ဒါပြင်မန္တလေးနဲ့စကိုင်းမြို့တွေမှာလည်းနောက်ဆက်တွဲငလင်တွေကိုစိုးရိမ်တာကြောင့်လူအများစုဟာမလ28ရက်ညပိုင်းကလမ်းမတွေပေါ်ကိုထွက်အိတ်ခဲ့ကြရတယ်လို့သိရပါရယ်။မလ31ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လင့်တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။ကောင်းသောညချမ်းလေးဖြစ်ပါစေ။